တို့တွေကတချို့တွေကကျွန်တော်ပြောတယ်ပြောကြပါတယ်ဒီဒီ Elia Tubia အကြောင်းတို့ Elia Tubia နဲ့အဲဒီ Cha Olivia တို့ရဲ့ပွဲကိုသုံးသက်ချက်ဘာညာပြောပြပေးတယ်ကျွန်တော်ကတော့နာမည်ကြီးရဲ့လူကြီးပြောနေတာပါပဲเนาะနာမည်ကြီးရဲ့လူကြီးပြောနေတာပွာထားလို့ပွာထားလို့ဆိုတော့ဟိုသူတို့ပြောထားတာတွေကကောင်းပါတယ်သူတို့ရဲ့သုံးသက်ချက်တွေကကောင်းပါတယ်ဆိုတော့သူတို့ရဲ့သုံးသက်ချက်တွေကြည်ရနေနေလုံလောက်ပါတယ်လုံလောက်ပါတယ်ဘာလို့ဆိုတော့သူတို့ပွဲတွေကြည်လိုက်သူတို့ နှစ်ယောက်စလုံးဒီအကုန်လုံးဒီဟိုတက်တေထပ်ပြเสียမလို့လောက်တဲ့အနေထားပေါ့เนาะဒီ record ဘိုင်းကြည့်လို့ရှိရင်လည်း Char Olivia ရဲ့ record နဲ့အဒီ Elia Tuguria ရဲ့ record နဲ့အကွာကြီးပါအကွာကြီးပါဆိုရင်ညာအတွေ့အကြုံကွာလို့ပြောချင်တာเนาะတဝက်လောက်ကွာတယ်ထိုးထားတယ်ပွဲလေးဆိုတော့တဝက်လောက်ကွာတယ်အဲ့တော့သူတို့ဘယ်လိုကစားကြမလဲဘယ်လိုကစားကြမလဲကျွန်တော်တို့အပြင် အကြံပြင်းပြောရလို့ရှိရင်အကြံပြင်းပြောရလို့ရှိရင်ဆက်စားခြင်းရတော့မြေဆန်းခရံပြူတို့ striking ထိုးမှာပဲ striking ထိုးမှာပဲ striking ထိုးမှာပဲအဲ့မှာကျွန်တော်တို့ဘာကိုကျွန်တော်စဉ်းစားလဲဆိုတော့လေဘာကိုကျွန်တော်စဉ်းစားလဲဆိုတော့ဒါကျွန်တော်စဉ်းစားတာကိုပြောရအောင်เนาะဘယ်သူ post card ကြည့်ပြီးတော့မှကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်စိတ်ထင် ကျွန်တော်ပြောတာအာအဓိက ဣရိယတူပူရီကအများတန်းသူပြောဘူးတယ်သူရဲတဲ့အဲဒီ main rap ပေါ့နော်သူအားကိုးတာဒီနှစ်ဘန်းဖြစ်ပါတယ်ဂျော်ဂျီယာကနှစ်ဘန်းကောင်းတာပေါ့နော်ဒီဟိုအားကိုလည်းကြည်ပေါ့ဒီမရတ်တပဲရှယ်ပြီးလို့ဒါပေမဲ့သူက UFC ကိုရောက်ပြီးမှဒီနှစ်ဘန်းကိုသုံးတာနဲ့တယ်အ level ထိုးတယ်ပေါ့နော်သူရဲ့ဒီ bat ကြွက်သားတွေကောင်းတာကြောင့်လည်းပါတယ်လမောင်းကြီးကြီးရကြောင့်လည်းပါတယ်ဒါကြောင့်အဲ့ဒါကြီးကြီးတဲ့အတွက်သူရဲ့တက်သေးသေးပါဝါပါတယ်ပါဝါပါတဲ့အပြင်ကိုတိတိကျကျဂျောကိုထိအောင်ထိုးနိုင်တယ်ထိကျ short to target ပေါ့နော်အဲ့လိုမျိုးရှိတဲ့အတွက်တူတာ striking နဲ့နာမည်ကြီးတတ်တာပေါ့ true ဖြင့်ဒီ Masoloway လို့တကယ်ဟို striking ကဝေကြီးတွေလို့တောင်ပြောလို့ရတယ် Masoloway လို့ကျွန်တော်ဒီ Lesnar Bukanowski လို့တောင်သူအလဲထိုးခဲ့တာပေါ့ okay ဟုတ်ပြီစစချင်းမှကျွန်တော်နှစ်ယောက်လုံး striking မဲ့ထိုးမှာ striking ထိုးမှာ striking ထိုးမယ်အခြေအနေမကောင်းဘူးဆိုမှသာသူတို့နှစ်ပန်းလုံးလိုက်မယ်အဲ့တော့နှစ်ပန်းကဘယ်သူရင်စလုံးမယ်ဆိုလို့ရှိရင် ်ဆန်အိုလီဗီယာပဲဝင်လုံးလိုက်မှာအိုလီဗီယာပဲဝင်လုံးလိုက်မှာဘာလို့အိုလီဗီယာကိုဝင်လုံးလိုက်မလဲဆိုတော့သူကအဲမူလဘူတာလိုက်ဝိတ်ဖြစ်တယ်စွန်နံပါတ်လုံးပြီဆိုတော့ကစွန်စားပြီးလုံးရမှာကွာလုံးလို့ရှိရင်သူအရင်လုံးလိုက်မယ်လူကောင်လည်းတာရယ်ပေါ့နော်လူကောင်လည်းတာတယ်ဆိုသူကပဲဝင်လုံးလိုက်မှာအိုလီဗီယာပဲအရင်စလုံးလိုက်မှာတကယ်လို့ striking မှာပြောင်းရတဲ့ရောတိတိတတအတာစီးမရဘူးဆိုရင်เนาะ striking ပဲကစားလိုက်မယ်ကျွန်တော်အထင် စာဟိုဟာတူဘူရီယာနည်းနည်းရှင်ရမှာဒီအိုလီဗီယာရဲ့အဲ့ဖောင်ကစ်တွေပဲအဲ့ဖောင်ကစ်တွေကတော်တော်ဟိုဟာဖြစ်တယ်အဲဘာလို့ဆိုတူဘူရီယာဒီအိုလီဗီယာထက်နည်းနည်းလေးနှိမ့်နေတယ်နှိမ့်နေတယ်ဆိုတော့အဲ့ဖောင်ကစ်တွေကကွက်တီပဲနော်ကွက်တီပဲတန်းထိလိုက်မယ်ဖောင်ကစ်တကယ်သုံးလို့ရှိလို့ရှိရင်တန်းထိလိုက်မယ်ဖောင်ကစ်တွေတန်းထိလိုက်မယ်ဆိုတော့လက်တန်လည်းတော်တော်ကွာနေတယ်ခြေတန်လက်တန်လက်တန်လည်းတော်တော်ကွာနေတယ်ကွာတော့မှတော်တော်ကွာလား 3လက်မလောက်กว่าတယ်အဲ့3လက်မกว่าတာစကားပြောပါတယ်အိုလီဗီယာရဲ့ပုံစံလည်း striking ကိုတော်တော်လေးကိုမွေထိုင်းကောင်းကောင်းကစားတတ်တာဖြစ်တဲ့အတွက်တကယ်လို့ striking ကကစားလို့ရှိရင်တော့သူ့ရဲ့ဒီ form kit တွေเนาะခြေရန် လက်တန်တာ restart တာတွေဟိုလာအိုလီဗီယာတတိချာချာသုံးတတ်မယ်ဆိုလို့ဆိုလို့ရှိရင်သူ့ဘူရီယာကတ်မရတော့ဘူးကတ်မရတော့ဘူးဒါပေမဲ့နောက်တစ်ခုရှိတာအိုလီဗီယာရဲ့ကစားပုံ၄ပါ ် sorry လေးတယ်ဆိုတော့ဖြည်းဖြည်းမှန်မှန်ကစားတာပေါ့နော်ဖြည်းဖြည်းမှန်မှန်တင်ကစားတဲ့ပုံစံဒါပေမဲ့ striking ကိုရောက်သွားလို့ရှိရင်တော့အဆုံးတက်နိုင်ပါတယ်အဆုံးတက်နိုင်ပါတယ်အဲ့တော့ okay ဟုတ်ပြီဒါ striking အကြောင်းပြော grabbing အကြောင်းကိုပြောမှာဆိုဝင်လုံးကြီးဘသူကပဲဝင်လုံးကြီးဖြစ်စေ olivia ပဲဝင်လုံးလုံးအဲ tobria ပဲဝင်လုံးလုံးဟိုချုပ်ွက်ဖော်ဆောင်မှုဘိုင်းမှာချုပ်ွက်ဖော်ဆောင်မှုဘိုင်းမှာ olivia တာတယ် ဘာလို့ဆိုတော့ UFC ရဲ့နော်ဘောနှက်အများဆုံးမီလီယံပြည့်အောင်ရထားတဲ့ကစားသမားပြီးလို့ရှိရင် UFC ရဲ့ချုပ်ကွက်အများဆုံးကစားသမားနော်ချုပ်ကွက်အများဆုံးကစားသမားနော်နောက်ပြီးတော့ UFC lightweight ranking မှာနော်အဲဂျေဂီတို့နော် diamond တို့လို့အချိန်အကြာကြီးရက်တည်ပြီးတော့ UFC ခပတ်ကိုခဏခဏပြန်ပြီးလူဝင်ရှိနေတဲ့ကစားသမားဖြစ်တယ်နော်အဲ့ဒီအတွက် ထုတ်ပြန်ဖော်ဆောင်မှုအပိုင်းမှာတော့အိုလီဗီယာတာပါလိမ့်မယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုတော့ရှင်လုံးလို့ရှင်လဲတူပူရီယာလွယ်လွယ်နဲ့ရှင်လုံးလို့မရဘူး။နော်။ဟိုဆိုရင်ဒါအေးစေးစေးဟိုဟိုဘယ်လိုပြောရမလဲဟိုကာဗစ်တို့လိုတစ်ဖက်စောင်းနှင်းတော့မရတော့ဘူးလို့ကျွန်တော်မြင်တယ်။ဘာလို့လဲဆိုတော့အာမန်လိုកောင်မျိုးတော်အာမန်လိုဖိုက်တာမျိုးအကောင်းဆုံးအချိန်မှာ တွေ့ရတော့ ိုလီဗီယာကိုအတားကြီးမရဘူးနောက်ဆုံးအချီပြေသွားလို့အဲ့ဒါမဟုတ်လို့ရှိရင်တော်ဘူရီယာဟိုအိုလီဗီယာလည်းအဲ့ဒါယူခရီးတဲ့ရှာထုတ်လိုက်ဟိုဟာလုံးလိုက်လုံးနေလို့မဟုတ်လို့ရှိရင်သူသာတည်တည်ချချုပ်ကွက်ဘက်ကိုမိအောင်သွားလို့ရှိရင်အာမန်ကိုမိတယ်နှစ်ခါတော့မိရနော်အာမန်လည်းပန်လာလည်းပါတော့โอเคတော်ဘူရီယာမှာအာမန်လိုဆန်းဆောင်ဟိုစတန်မျိုးရှိနေသလားစတန်ပါဝါရှိနေသလားရှိနေတော့တစ်မျိုးပေါ့အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့သူ့ထက်လည်းအရက်ပူတဲ့လူကိုအိုလီဗီယာအတားလေးချုပ်သွားလိမ့်မယ်ကျွန်တော်ကတော့ ဂရဘင်းပိုင်းမှာတူဂူရီယာကမစွန်စားသင့်ဘူးသူစွန်စားပြီးကစားလို့ရှိရင်လည်းအဲတော်ဘရီအိုလီဗီယာကတာနိုင်မယ်လို့ကျွန်တော်မြင်တယ်စတရိုက်ကင်းမှာပဲအိုလီဗီယာကိုသူစိတ်ရှိရှိနဲ့အလဲထိုးတင်တယ်သူ့ပုံစံနဲ့နော်မဆော်လိုဝီတို့ဘူဂန်နော့စကီတို့ထိုးတယ်လို့ပဲသူအလဲထိုးတင်တယ်စိတ်ရှိရှိနဲ့ချင်းကန့်မယ်သူ့ရဲ့ဒီတစ်ချက်ထိကြတဲ့ပါဝါကိုကောင်းကောင်းအသုံးချပြီးထိုးတင်တယ်လို့မြင်တယ်သူဂယူဆိုင်ရမှာဒီစတရိုက်ကင်းမှာဂယူဆိုင်ရမှာဒီ Olivia ရဲ့အဲ့ font gate တွေပဲ font gate တွေပဲ font gate နဲ့ထောက်ထားရင်သူဘာမှလုံးလို့မရဘူးအဲ့တော့ fighter နှစ်ယောက်ဒီစစရင်တော့တယောက်ချင်းနေတယောက်ချင်းနေတယောက်အကဲခတ်ပြီးတော့ striking ထိုးမယ်အဆင်မပြေရင်တော့တယောက်တယောက်ဝင်လုံးလိုက်မယ်ဘာလို့ဆိုတော့ဒါခပတ်လူပွဲလေရာရာနဲ့ပြီးသွားလို့ကိစ္စဟိုရောင်ပြီးပြီးသွားလို့ရတဲ့ပွဲမဟုတ်ဘူးအဲ့တော့ပထမဆုံးဝင်လုံးရင် Olivia ဝင်လုံးလိုက်မယ်ကျွန်တော်တော့အဲ့လိုမြင်တယ် the strike striking ကောင်းကောင်းအဲ့တို့ ိုလီဗီယာရဲ့လေးလေးမှန်မှန်ကစားတဲ့ပုံလေးလေးမှန်မှန်ဆိုတာ तू ကတော့ focus တော့ကောင်းတယ်လေးလေးမှန်မှန်ကစားတဲ့ပုံတွေကအကတ်ခံနိုင်ကြီးဆိုလို့ရှိရင်အဲ့လိုလှစ်ခနဲ့လှစ်ခနဲ့ဝင်လာတဲ့တူဘူရီယာရဲ့အိုက် white တွေเนาะ white တွေအိုက် white တွေနဲ့ထိမှာပဲကျွန်တော်စိတ်ပူတာမဟုတ်ဘူးဆိုလို့ရှိရင်เนาะဒီတူဘူရီယာရဲ့ပုံစံအတိုင်းအချိန်တစ်ခုရောက်လို့ရှိရင်သူ့ရဲ့ဒီ power ကောင်းကောင်းနဲ့ထိကျက်မှန်တဲ့လက်သေးနဲ့တူအိုလီဗီယာကိုအဆုံးတတ်နိုင်လိုက် เนาะဘသူနိုင်လဲဆိုကျွန်တော်အိုလီဗီယာနိုင်မယ်လို့ထင်တယ်နိုင်လဲနိုင်သေးတယ်နဲ့အိုလီဗီယာကိုကျွန်တော်ကြိုက်တာဟုတ်တော်ကိုရီးယားကျွန်တော်အဲ့လောက်မကြိုက်ဘူးเนาะတော်ကိုရီးယားအဲ့လောက်မကြိုက်ဘူးအဲ့ wish နဲ့အိုလီဗီယာရဲ့ forget ဒီတော်ကိုရီးယားအဖြေရှာမယ်เนาะတူဘူးတော့အဖြေရှာမယ်အဓိက ပုံစံဖြစ်လိမ့်မယ်နော်အဓိကပုံစံပြောဆိုရင်က striking တာမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะအဲ့တော့အချင်းအချင်းချုပ်ပြောရလို့ရှိရင် striking မှာ ိုလီဗီယာတာလိမ့်မယ်တိုဘူရီယာတာလိမ့်မယ်ရှင်တော့ရင်တော့ဘရာဇီးလားတာလိမ့်မယ်နော်ဘရာဇီးလားတာလိမ့်မယ်ဘာလို့ဆိုတော့သူကဖော်ဆောင်မှုပိုင်းမှာ तू ကပိုကောင်းနေတာကိုကျွန်တော်တို့ကအချက်လက်တွေပဲကြည့်ပြီးပြောရတာဆိုတော့ဒီလိုပဲပြောရမှာနော်ဒီလိုပဲပြောရမှာဟိုအတိအကျရဟိုလိုဒီလိုဘယ်သူမှလည်းဒီပွဲဒီလိုပွဲမျိုးမပြောတော့နှစ်ဖက်စလုံးမှာနှစ်ယောက်စလုံးမှာ तू အားသာကျန်တဲ့သူရှိနေတယ်ဖိုက်တာနှစ်ယောက်စလုံးမှာနော်တူရီယာရဲ့ပုံစံနဲ့နန်းရာကောင်းနဲ့သူ့ရဲ့အကောင်းဆုံး prime time အချိန်ကိုဖြစ်နေတယ် အရွယ်ရလဲအကောင်းဆုံးအချိန်ဖြစ်နေတယ်သူ့ကိုယ်သူယုံကြည်ရရှိလို့ခပတ်တော်ဆွန့်လှုပ်ပြီးပေါ်တက်လာတာနော်ပေါ်တော့အဓိကအစ္စလမ်သူ့ရဲ့အဲတာဂက်ဒီအစ္စလမ်မခါရှက်ကိုထိုးမှာနော်တိုက်ဝိမှာဘယ်သူမှမနိုင်တဲ့အစ္စလမ်မခါရှက်ကိုထိုးဖို့တက်လာတာအစ္စလမ်မခါရှက်ကအဲဒီဝဲဒဝဲကိုတက်ပြေးသွားလို့တာသူဒီအိုလီဗီယာနဲ့လူပါတာနော်အဲ့လိုရှိတယ်ဒါပေမဲ့ तू ကတော့ပြောပါတယ် အစ္စလာမ်ကချက်ကဒီသူ့ကိုမထိုးညွန်ပြတ်တော့တာမဟုတ်ဘူးနော်ဒီ wake up ပါညာဘိုင်းညာလဲစိုင်နေပေါ့သူကတော့ပြရာပြကြောင်းတော့နောက်ပိုင်းပြောပါတယ်နောက်ပြောသူထပ်ပြောတယ်တကယ်လို့တဲ့ဒီမှာနိုင်လို့ရှိရင်တဲ့လာဝိခပတ်ရလို့ရှိရင်အစ္စလာမ်ကချက်နောက်ကိုလိုက်ပါတယ်ကျွန်တော်တော့မထင်ပါဘူးသူအရက်အမောင်းနဲ့ဝယ်သာဝိဒီတက်လို့ဘယ်လိုလုပ်လွယ်မှာနော်ဘယ်လိုလုပ်လွယ်မှာလဲတကယ်လို့ထိုးလို့ရှိလို့ရှိရင်နော်ကတ်ဝိတ်ညှိပြီးထိုးမလားနော်ဟို super fight ပုံစံမျိုးပေါ့နော်ကတ်ဝိတ်ညှိပြီးထိုးမလားတန်တာဟိုက်တစ်ခုခုလုပ်ပြီးပေါ့သူကလည်း ဒါအစ္စလာမ်ဘာသာရှင်မှာအစ္စလာမ်ဘာသာရှင်သူကလည်းအဲ့လိုဒီမှာကောင်းနေကိုဖြိုကျင်တဲ့ပုံစံရှိတာတော့ကျွန်တော်ထင်တာတော့အစ္စလာမ်ဘာသာရှင်ကပြန်ဆင်းမလာတော့တော့ဘူးဒါကျွန်တော်အမြင်ပြောတာပြန်ဆင်းမလာတော့တော့ဘူးအဲဝေဒါဝိမ့်မှာကစားမယ်နိုင်နိုင်ရှုံးရင်တော့ရှုံးလဲပြန်မဆင်းပြန်မဆင်းပုံများတယ်နိုင်မှုလဲများနေတာဘူးเนาะကစားမယ်တိုက်တယ်တစ်ဖက်တစ်ကြဲနှစ်ပွဲလောက်ကာပွဲမယ်သူတက်ရပြီးရင်နားပါလိမ့်မယ်ဘာလို့ကျွန်တော်ပြန်မဆင်းလာတော့ဘူးလို့ကျွန်တော်အတိအကျပြောနိုင်လဲဆိုတော့သူညီဥစမန်းက ဘလက်တာအနေလာတော့မယ်လာဖို့များနေပြီနော် UFC ကိုလာဖို့များနေပြီကျွန်တော်တို့အဲ့လိုပဲမြင်တယ်ဒါကကျွန်တော်ဒီအီလီယာတိုရီယာနဲ့အဲဒီချာအိုလီဗီယာဘွယ်သုံးသန်းချက်ဆိုတာတည်းကျွန်တော်မြင်တာလေးတွေကိုပြောတာဖြစ်ပါတယ်